န်းဖြင့်နားယူဖို့တော့ resort ကောင်းကောင်းရှာဖွေနေပါသလားရှာဖွေနေရဆိုရင်တော့ဒီဗီဒီယိုကကျွန်တော်မိတ်ဆွေတို့ပါဟုတ်ကဲ့မင်္ဂလာပါကျွန်တော် master ဆက်ပါဆိုတော့ဒီနေ့ကကျွန်တော်မိတ်ဆွေများကရေဒဂွန်နေစမ်းကြောင်းနေပါတာကိုကြိုက်နေတတ်တယ်ရေဒဂွန်စမ်းကြောင်းထီးဆက် area နားမှာမြေဧကကြဲကြဲကိုလူကျင်ပါတယ်ဆိုတဲ့သူတွေတို့ကိုတည်တဲ့ဗီဒီယိုဖန်တီးပေးလိုက်ခြင်းဖြစ်တယ်ဗျအတော့ကျွန်တော်တို့ຫນွေမိုးဆောင်ရေမပြတ်သောနေရာလေးတစ်ခုဆိုရင်လေမမားပါဘူးနောက်ထပ်ကျွန်တော်တို့အားသာချက်တစ်ခုဟာ ကျွန်တော်ပြင်ဦးလင်မန်းလေးလမ်းရှိုးလမ်းနဲ့ကျွန်တော်တို့က6မိနစ်သာသာလောက်မောင်းဝင်လာရုံနဲ့ရောက်ရှိတဲ့အနေထားတစ်ခုမှာတည်ရှိနေတယ်ဗျမြေခွက်ရဲ့ကျွန်တော်တို့ရေဒဂွန်စမ်းကြောင်းရဲ့ထိဆက်ဧရိယာနေနဲ့ကျွန်တော်တို့ပေ1200လောက်ထိဆက်ဧရိယာကိုထိဆက်ထားတယ်ဗျနောက်ထပ်အားသာချက်တစ်ခုကကျွန်တော်သဘာဝတောင်တန်း view တွေကိုလည်းမြင်တွေ့ခွင့်ရရှိနေသေးတယ်ဗျပိုင်ဆိုင်မှုတစ်ခုကိုပြောပါဆိုရင်တော့ရခင်ကတော့ကျွန်တော်တို့ပုံစံခွန်မြေဖြစ်ပြီးတော့မှယခုလက်ရှိမှာတော့ ျွန်တော်တို့လာနာ30ခါခွေကျွန်တော်တို့ resort နဲ့တင်ထားတယ်ကျွန်တော်မြေခွက်လေးတစ်ခွက်ပါအဲတော့ကျွန်တော်မြေပိုင်ဆိုင်မှုအနေနဲ့လည်းခိုင်ခိုင်မာမာ ရှိတယ်ဆိုရတော့အင်တန်မှတင်းတင်းမြတ်တော့ကျွန်တော်တို့နေရာလေးတစ်ခုဆိုပြီးတော့ညွှန်းဆိုလို့ရတယ်ဗျအဲတော့ကျွန်တော်တို့လမ်းမဆက်သွေးကြီးရကြည့်မယ်ဆိုရင်လေကတ္တရာလမ်းတိုင်းမောင်းဝင်လာရုံနဲ့ရောက်ရှိတယ်ကျွန်တော်မြေသားလမ်းကိုတော့ပြီ400 500လောက်တော့ကျွန်တော်တို့အကွာဝေးယူတော့သွားရမယ်ဗျ အဲ့တော့ကျွန်တော်တို့ခေါ်ထားတဲ့ဈေးနှုန်းအနေနဲ့ကလည်းကျွန်တော်မိတ်ဆွေများစိတ်ဝင်စားဖို့ကောင်းတဲ့ဈေးနှုန်းလေးတစ်ခုဖြစ်နေပါတယ်။ပြီးရတဲ့ဈေးနဲ့တောင်းကိုကျွန်တော်မိတ်ဆွေများပိုင်ဆိုင်ခွင့်ရမယ့်အခွင့်အရေးတော့ကျွန်တော်စမ်းချောင်းရေတခွန်းတွေကျွန်တော်ပိုင်ဆိုင်ခွင့်တစ်ခုကိုရရှိသွားမယ်။တဘာဝတောင်တန်းဘျူးတွေကိုလည်းခံစားခွင့်ရမယ်။ကျွန်တော်မြေမျိုးစားအနေနဲ့လည်းပိုင်ဆိုင်မှုခိုင်မာမှုအားကောင်းကောင်းနဲ့ကျွန်တော်နေရာတစ်ခုကိုကျွန်တော်မိတ်ဆွေများရဲ့ လက်ထဲကိုရောက်ရှိသွားမယ်ဗျအဲ့တော့ကျွန်တော်ဈေးနှုန်းအနေနဲ့အ3200ပဲခေါ်ထားပါတယ်ကျွန်တော်ရဲ့ဒုံးစံတိုင်းကျွန်တော်မိတ်ဆွေများမနစ်နာစေဘူးကျွန်တော်အနေနဲ့ထိတ်တိုက်စိတ်ကြိုက်ဆောင်ရွက်ပေးပါမယ်ဗျကျွန်တော်တို့ပြင်ဦးလင်မျိုးလေးအားဇိန်ခံမျိုးဆိုလဲမမအောင်ပြကျွန်တော်ရေဒီကွန်နေစမ်းချောင်းနေပါတယ်ကျွန်တော်ဧကားလိုက်ကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုရဲ့အတွက်ကျွန်တော်မိတ်ဆွေများအတွက်အင်တန်ကောင်းတဲ့ကျွန်တော်တို့အခွင့်အရေးတစ်ခုနောက်တစ်ခုနေနဲ့ယင်းဒီမြုံနှံမှုအတွက်အကောင်းဆုံးသောကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခုဆိုပြီးတော့မှကျွန်တော်အနေနဲ့ညွှန်းဆိုပြသည်ဗျ မိမိရဲ့စိတ်ကူးထဲမှာရှိတဲ့အတိုင်းကျွန်တော်တို့ဒီချန်လေးမှာတီးပင်စားပင်တွေအလှပန်းပင်တွေကိုအပြည့်အဝစိတ်တိုင်းကြပုံဖော်ပြီးတော့မှစိုက်ပျိုးလို့ရတယ်ဆိုတာလေးကိုလည်းကျွန်တော်အနေနဲ့ညွှန်းဆိုပြသည်ဆက်လက်ပြီးတော့မှကျွန်တော်နဲ့အတူတူကျွန်တော်ဒီရဲ့ရေကုန်ရဲ့အလှတရားတွေကိုခံစားကြည့်အောင်